အားလုံးမင်္ဂလာပါယူရိုဒေါ်လာလေးဒီတစ်ပတ်ပါဖြစ်နိုင်မလဲကြည့်ကြည့်အောင်โอเคဒါလေးကတော့ယူရိုဒေါ်လာရဲ့ week chart လေးပါကျွန်တော်ရှေ့တစ်ပတ်ကလည်းယူရိုဒေါ်လာရဲ့လည်းတော်တော်ဖြစ်နေတဲ့ပုံစံလေးပြပြပေးသွားတာပေါ့နော်ဆိုတော့ဒါကယူရိုဒေါ်လာရဲ့ week chart မှာဒီ descending nature falling wish pattern တခုကစပြီးတော့အလုပ်ဖြစ်တာပေါ့နော်ဆိုတော့လက်တတော်မှာလည်းယူရိုဒေါ်လာအတက်ဖက်သွားနေရဲ့ဆိုတော့ဒီ week chart ရဲ့ဒီ pattern အရာယူရိုဒေါ်လာရဲ့ long term trend ကတော့ all the way up အတက်ထရန်တော့ပြောလို့ရဒေးချက်လေးကိုတစ်ချက်ပြန်သွားကြည့်မယ်ဆိုရင်လည်းလက်ရှိမှာယူရိုဒေါ်လာကခုနကပတ်တန်အကြီးအကျယ်နဲ့ work ဖြစ်ပြီးတော့ဒီမှာတကြောတက်တယ်ပေါ့နော်ပြီးရင်ဒီမှာ corrective phase တစ်ခုနဲ့ coordination ဖြစ်တယ်ပြီးတော့ဒီမှာအပေါ်ကိုဆက်တက်တယ်ပေါ့နော်ဆိုတော့လက်ရှိနေထားလေးကိုတစ်ချက်ကြည့်ကြည့်မယ်ဆိုတော့ဒါဒေးချက်လေးမှာ zone ဆွဲတာပေါ့နော်ဆိုတော့ဒေးချက်ရဆိုရင်တော့လက်ရှိအနေထားတာက ဒီအဝါရောင်ဆွဲထားတဲ့မြင်း level တော့ပေါ့နော်အဲ့မြင်း level ရဲ့နောက်တစ်ခုကဒီ level အဲ့တော့ဒီကောင်ကဒီစုံထဲမှာ ranging ပြီးနေတဲ့သဘောလူစလို့ရတယ်ဆိုတော့ဖြစ်နိုင်တာကဒီအောက်ဆုံးအဝါရောင်မြင်းပေါ့နော်ဒီ structure bottom ကိုလည်းလာပြီးတော့ price က test လုပ်နိုင်တယ်ဒီအပေါ်ဆုံးကိုလည်းတစ်ခေါက်ပြန်ပြီးတော့ test လုပ်နိုင်တယ်ဒါဒေချက်အရာဆိုတော့ လက်တော်ဒီအပတ်အတွက်ဆောင်တော့1 hour challenge ကိုတွက်ကြည့်။ Okay 1 hour challenge မှာဆိုတော့ကျွန်တော်ရှင်းတစ်ပတ်ကပြောထားတဲ့လောလောဆယ်ဒီ1 hour challenge ရဲ့ဒီပတ်တန်အသေးလေးပေါ့နော်။ဒီပတ်တန်အသေးလေးကလောလောဆယ် corrective ဖြစ်နေတဲ့ raging ဖြစ်နေတဲ့အနေအထားပေါ်မှာဒီဆုံးပေါ့နော်ခုနကဒေးချမှာဆိုတော့ဒီအဝါရောင်ကတကယ် bottom structure ပေါ့နော်အဲ့တော့ lateral minor support minor bottom structure အနေနဲ့ကဒီမြင်းလေးဒီ area နားလောက်မှာသူက lateral အလုပ်ဖြစ်နေရပါဘောနော် ဆိုတော့အဲ့ main area နားလောက်ကိုပဲဒီမှာ falling wage ပေါ့နော် designing nature နဲ့ဆင်းလာတယ်ပြီးတော့ဒီဖြတ်ဖြတ်လိုက်မယ်ပြီးတော့ zombie ချဲ့ကြည့်လိုက်မယ်ဆိုရင်အဲ့ designing nature နဲ့ဒီမှာပေါ့နော် double bottom တစ်ခုနဲ့ price ကပြန်ပြီးတော့တက်သွားတယ် တော့ကျွန်တော်ရှေ့တစ်ပတ်ကအဲ့ဒီအရာလေးကိုတရားလေးရှင်းပြခဲ့တာပေါ့ဆိုတော့အဲ့တက်သွားတဲ့ဟာမှာ momentum ပြင်းပြင်းနဲ့ဒိန်းဆိုတက်ရမယ်အစားလက်တော့သူကဒီမှာ momentum မရှိဘူးဓမန်းတွေဝင်မလာသေးဘူးဝယ်တဲ့သူတွေဝင်မလာသေးပဲနဲ့ corrective ပြန်ဖြစ်နေတာ corrective ဖြစ်တယ်ဆိုတာဒါမျိုးတက်သေးလေးသွားတာပေါ့နော် price ကတက်တယ်ပြန်ဆင်းတယ်တက်တယ်ပြန်ဆင်းတယ်တက်တယ်ပြန်ဆင်းတယ်ဆိုတော့ corrective အချိန်မပါဘဲနဲ့ပဲဖြည်းဖြည်းချင်းတက်တာအဲ့တော့ဒီအနေထားရာသူကဒီလိုတကြောပြန်ဆင်းမယ်လို့ကျွန်တော်ခန့်မှန်းတာပေါ့နော် အဲ့တော့အဲကျွန်တော်ဒီလမှာယူရိုဒေါ်လာကကျွန်တော် trade ၄ခုလောက်ရဒီမှာတော့နှစ်ចောင်းထိအောင်နော်ဘယ်လိုဆဲဒီမှာတစ်ចောင်းရတယ်ဒီမှာတစ်ចောင်းရအောင်ဆိုတော့ကျွန်တော်ဒါလေးကတော့ monthly recap ရအောင်ပါပဲကျွန်တော်ဒေချာလေးပြပြပေးမယ်ဆိုတော့အဲ့တော့လက်တလုံးမှာကခုနပြောခဲ့သလိုမျိုးဒီ top structure လေးကိုသူက corrective phase လေးနဲ့တက်လာတာပေါ့နော်တက်လာပြီးတော့ဒီ top structure ရဲ့ liquidity ကိုဒီမှာ liquidity လေးဆက်ပြီးတော့သူက ဖြန့်ဆင်းလာအဲ့တော့ဖြန့်ဆင်းလာတဲ့အနေအထားမှာလည်းခုနပြောသလိုပဲအချိန်မပါဘူးပေါ့နော် momentum မရှိဘဲနဲ့ဖြင်းဖြင်းချင်းစီဆင်းလာတယ်ပြီးတော့သူဒီ liquidity လေးကိုလာပြီး test လုပ်တာပေါ့နော် test လုပ်ပြီးတော့ဒီမှာ structure break တစ်ခုတွေ့ရယ်တွေ့ပြီးတော့အချိန်ပြင်းပြင်းနဲ့မတက်ဖင်းနဲ့ဒီမှာ corrective phase ပြန်ဖြစ်တယ်ဆိုတော့ကျွန်တော်ကဒီ descending channel ရဲ့ break out ပြီးရင်ဒီမှာ flag တစ်ခုပေါ့နော်ဒါလေးနဲ့ကျွန်တော်ဒီနားမှာ entry ဝင်ထားအဲ့တော့ entry ဝင်ထားတော့ letter lock chain တွေလေးကဘယ်လိုဖြစ်နိုင်လဲကြည့်ကြည့်မယ်အဲ့တော့ letter lock chain တွေကကျွန်တော်ခုနပြောခဲ့သလိုဒီအဝိုင်းရောင် line ပေါ့နော်ဒါခုနက first bottom structure အဲ့တော့ second bottom ကတော့ major bottom ကတော့ဒီအောက်လားတရှိရဲဆိုတော့အဲ့ဒါတအားဝေးတယ်မကြည့်သေးဘူးဆိုတော့ကျွန်တော်တို့ဒီ first bottom structure လေးကိုပဲတစ်ချက် focus ထားမယ်ပေါ့နော်အဲ့တော့လောလောဆယ် ခုနကပြောသလို distressor လေးကို liquidity design နဲ့ nature လေးနဲ့လာ sweep လုပ်တဲ့အချိန်မှာ momentum မရှိပြန်ဘူးဒါတော့ပြီးခဲ့တဲ့ဘက်က CPI ရှိတာเนาะအဲ့တော့ CPI မှာလည်း momentum ပြင်းပြင်းနဲ့သူတက်ချိန်ဒီနောက်လောက်ကိုတက်သွားလို့ရအောင်เนาะဒါပေမဲ့ momentum မရှိဘဲနဲ့သူဒီဆုံးလေးမှာပဲ rejection ပြန်တွေ့တာပေါ့เนาะအဲ့ဒါလည်းကျွန်တော်တောက်ကြနေ CPI ထွက်ပြီးတော့ဒီ rejection နဲ့ပဲကျွန်တော်အဲဒီနောက်လောက်မှာပဲကျွန်တော်ရဲ့ balance ratio ကိုထွက်လိုက်တာပေါ့เนาะလောလောဆယ်က ဒီပတ်တန်လေးကိုသူကတစ်ချက် play out လုပ်ထားတဲ့ပုံစံလိုယူဆလို့ရအောင်ပေါ့နော်အဲ့တော့ဒီပတ်တန်လေးမှာဒီကောင်က rejection ဖြစ်ပြီးတော့လောလောဆယ် corrected ဖြစ်နေတာအဲ့တော့ဒါတောက်ချနေရဖြစ်ခဲ့တဲ့ပုံစံအဲ့တော့ကျွန်တော်ကဒီတစ်ပတ်အတွက်ဆိုရင်ကျွန်တော်ဘယ်လိုယူဆလဲဆိုတော့ဒီတစ်ပတ်တော့ကတော့ကျွန်တော်ကလေဒီ friend လေးကနေစပြီးတော့ pattern လေးတစ်ခုထပ်ပြီးတော့ကျွန်တော်ယူဆကြတယ်နော်အဲ့တော့ okay အဲ့တော့ကျွန်တော်ဒီတစ်ပတ်စောင့်ကြည့်ခြင်းနဲ့ strike session ပုံစံတော့ဒီ lateral ဒီနားလေးမှာပဲ correct ဖြစ်မှာပေါ့နော်ပြီးရင်ဒီကောင်ဒါမျိုးအပေါ်ကိုတက်နိုင်တယ်တက်ခဲလို့ momentum မပါဘဲနဲ့ဒါမျိုး correct ဆက်ဖြစ်မှာဆိုရင်ဒီ liquidity နားလေးမှာ sweep လုပ်ခဲ့မှာဆိုရင်ကျွန်တော်ရောင်းဖို့စိတ်ဝင်စားတယ်ဒါကတော့ scenario 1ပေါ့နော်ကောရတီမဖြစ်ပဲနဲ့မိုမန်တမ်ပြင်းပြင်းနဲ့ ဖောက်တက်ခဲ့တာလည်းဖြစ်နိုင်တယ်။အဲ့လိုဆိုရင်တော့ကျွန်တော်ဒီဆုံရဲ့ဒီဆုံရဲ့ဒီမှာရှိရဲ့ momentum ရဲ့မူတည်ပြီးတော့ကျွန်တော်အဝယ်လိုက်ဖို့တော့ပေါ့နော်။ coordination flight တစ်ခုကိုရှာပြီးတော့အဝယ်လိုက်ဖို့စဉ်းစားမှာဖြစ်ပါတယ်။ဒါတော့ scenario 2ပေါ့နော်။ကျွန်တော်ကဒီအချိန်လေးမှာဘာကိုထပ်ပြီးတော့စိတ်ဝင်စားလဲဆိုတော့လက်ရှိအချိန်လေးကနေဒီပတ်တန် clear လုပ်ပြီးတော့အောက်ကိုသာဆင်းလာခဲ့မှာဆိုရင် momentum လည်းမရှိဘူး corrective ဖြစ်ဖြစ်နဲ့ ဆင်းခဲ့မယ်ဒီ liquidity ကို sweep လုပ်မယ်ဆိုရင်ကျွန်တော် away ကိုစိတ်ဝင်စားတယ်ဆိုတော့ဒီနားတော့မှကျွန်တော် away ချင်တာပေါ့နော်အဲ့တော့ဒီကောင်ကနေနောက်တစ်မျိုးဘာထပ်ဖြစ်နိုင်သေးလဲဆိုတော့ခုနလိုမျိုး price action ပဲပေါ့နော်အဲ့ price action ကဒီ pattern မျိုး clear out လုပ်မှာကိုလည်းကျွန်တော်စိတ်ဝင်စားတာပေါ့နော်အဲ့တော့ဒီမှာဆိုလဲဒီကောင် complete pattern တစ်ခုဖြစ်နိုင်တယ်ပေါ့နော် falling wedge နဲ့အဲ့တော့ခုနကဒီ liquidity ကို ဖောက်ထွက်ပြီးတော့ outer structure ရဲ့ pattern ပေါ့နော် tat dash ဒီနားလောက်အနေနဲ့လဲလာနိုင်တယ်ဆိုတော့ဒီဆုံးနှစ်ခုကိုတော့ကျွန်တော်စိတ်ဝင်စားတာပေါ့နော်ဆိုတော့ဒီဆုံးနှစ်ခုမှာအဝယ်အတွက်တစ်ချက်ပြန်ဆောက်ကြည့်ချင်ပါတယ်ဒါကတော့ scenario 3ပါအဲ့တော့ခုနကပြောခဲ့တဲ့ scenario 3ခုကိုကျွန်တော်စိတ်ဝင်စားပါတယ်ဒီတစ်ပတ်ကိုတော့အဲ့ဒါလေးစောင့်ကြည့်ချင်တာပေါ့နော်အဲ့တော့နောက်ထပ်တခြားဖြစ်နိုင်ခြေဘာရှိသေးလဲလို့မေးခဲ့ရင်ကျွန်တော်ဖြစ်နိုင်ခြေကဘာရှိလဲဆိုတော့ ီ area နားလေးရောပဲခုနလိုမျိုးပေါ့နော်မွန်ဘယ်တန်းမရှိဘဲနဲ့ corrected ဖြစ်ဖြစ်နဲ့လည်းလာနိုင်တယ်အဲ့လိုဆိုတော့ကျွန်တော်ဒီနားမှာဝယ်ဖို့ကတော့ရဟန်းစိတ်မဝင်စားဘူးဘာလို့လဲဆိုတော့ဒီကနေတစ်ခေါက်လာပြီးရင်လည်း momentum ကဒီလို corrected လာရင်ဒီဆုံးကရင် strong ဖြစ်တဲ့ဆုံးမဟုတ်တဲ့အတွက်အပေါ်တစ်ခါတည်း momentum ပြင်းပြင်းနဲ့တက်သွားဖို့ကနည်းနည်းဖြစ်နိုင်ကြလို့ ရှားတယ်ပေါ့နော်ဖြစ်နိုင်ရင်နည်းတယ်အဲ့တော့ဒီလိုမှဆိုရင် तू ကဒီနားမှာမှ correct set ဖြစ်နိုင်တယ်အဲ့လိုမျိုးသားဆိုတော့ကျွန်တော်ကနောက်ထပ် touch point တစ်ခုကိုစောင့်ပြီးတော့မှကျွန်တော်အဝယ်လိုက်မှာဖြစ်ပါတယ်ဆိုတော့ဒီလိုအနေထားမှာဆိုရင်တော့ဒီနေရာမှာတော့ကျွန်တော်မဝယ်သေးဘူးတက်ချင်လဲတက်သွားနိုင်တယ်နော်တက်သွားရင်တော့ကျွန်တော် momentum ကိုကြည့်ပြီးတော့ coordination လိုက်မှာဖြစ်ပါတယ်ဆိုတော့ဒါကတော့နောက်ဆုံးဖြစ်နိုင်ခြေလေးပေါ့နော်ဒါကတော့ ါဖြစ်နိုင်ခြင်းနံပါတ်4ပါဒီကောင်တော့နည်းနည်းလေးဖြစ်ဖို့ခဲရင်လေဆိုတော့ခုနကရှေ့မှာပြောခဲ့တဲ့3ခုကိုကျွန်တော်စောင့်ကြည့်နေပါတယ်အားလုံးကျေးဇူးတင်ပါတယ်အမြတ်တင်များရကြပါစေ